ဒီနေ့ဘုရားတခင်ကိုရမကြီးပြိဋိဘံစံတဲ့အချိန်မှာဘုရားရှိတော်ကလည်းဟောထားခဲ့တယ်တရားနောက်ဒီဇာမန်ကဘုရားပြိဋိဘံစံကနေကြတော့ဘုရားပြိဋိဘံစံတဲ့အချိန်မှာပဲသူရွတ်ပါတယ်နော်အိစ္ဆဝတ္တသင်္ခါရဥပ္ပါဒဝေယမိနော ဥပ္ပိစိတ်တူဟာနေဥဇန်တိတေကံဥပါသမောသူခောဆိုတာသကြားမင်းကဘုရားပရိနိဗ္ဗာန်စံလို့ရွတ်တဲ့ကာတာအဲ့ဒါလည်းကဓမ္မတွေကိုဘာကာတာပါလိမ့်မလဲလို့မသိမှဆိုတဲ့တွင်အလုအဆနဲ့အလုအဆုံးပြတဲ့ကာတာလို့မှတ်ပါ ဝိပဿနာဉာဏ်နဲ့မဉဏ်ကိုပဲပြမှာဖြစ်နေတော့ဩတော့လူသမားတွေကြောက်မှာကဒီကရာရပြီဒီကရာတန်းလို့လို့ပါလို့ရှိရင်ဖြင့်တို့စီလူရကိတိတ္တရောက်မှာပဲဆိုတာကိုဘုရားတရားဓမ္မတွေကမှတ်ထားဖို့ပါမှန်ပါပါခိုင်းတာပဲပြောရပါစို့သူကြတာကအနိစ္စဝဒသင်္ခါရ သင်္ခါရဝတ္တစင်စစ်ဧကမှန်ပြောမှာဖြင့်သင်္ခါရမင်းတို့သန္တာ၌ပေါ်တဲ့အခုမှပေါ်လာတဲ့တရားတွေဒီအနိစ္စပြတ်မှကြီးပဲမင်းတို့သန္တာပေါ်လာတဲ့တရားသူစိတ်ပါတဲ့ဒါဖြင့်တရားဓမ္မတွေကညာင်းနဲ့စောင့်ပြီးကြလားပေါ်လာကြည့်နေကိုရေးကြည့် ဉာဏ်လေးနဲ့စောင့်ပြီးပေါ်လာခြင်းနေတော့ပေါ်တဲ့တရားတွေဝတ္တဧကံဒေနစင်စေအဖြစ်စင်စစ်တော့ွာတဲ့အိိဆာကလမ်းဆုံးနေမယ်ပေါ်တဲ့တရားလေးပဲလမ်းဆုံးမယ်အဲ့ဒါဘုရားကမသိမှဆိုလို့သင်္ခါရမင်းတို့သံဃာ၌ကုမပေါ်လာတဲ့တရားတွေဝတ္တစင်စစ်အိိဆာဖြစ်ပြီးတက်ကြလေကုန်ပြီ ဩဒုက္ခနာမဖြင့်ဘယ်ဓမ္မပေါ်လာလာဖြစ်ပြီးပြတ်မှာပဲဖြစ်ပြီးပြတ်မှာပဲဆိုပြီးဒကာဓမ္မတွေကစောင့်ကြည့်နေဖို့ရေးကြည့်တယ်မှန်ပါပါဒကာဓမ္မတွေရေးကြည့်တာဘာပါလဲစောင့်ကြည့်ဖို့အာဝိပဿနာအလုပ်ဆိုတာဘာဘာလေးမလုံးလို့အောင်းမဲ့နေတယ်ဒကာဓမ္မတွေညာနဲ့စောင့်ကြည့်ဖို့ပဲမှန်ပါပါဝိပဿနာအလုပ်ဆိုတာညာနဲ့စောင့်ကြည့်ဖို့ ညာနဲ့ကောင်းပြီးဒီကရဒကာရမတွေခန္ဓာရှိပါတဲ့တခြားလည်းမရှိနော်မှန်ပါပါဗျာခန္ဓာရှိဆိုတော့ဝေငါရှိတဲ့ပုဂ္ဂိုလ်ဝေဒနာခန္ဓာပဲရှိမှန်ပါပါဗျာဝိညာဉ်ဆိုတဲ့စိတ်ခြင်းကပုဂ္ဂိုလ်ပဲစိတ်ကိုပဲကြည့်ရတယ်မှန်ပါပါဗျာလက်ဖြင့်တရားကိုမကြည့်ပါနဲ့မှန်ပါပါဗျာအဲ့ဒီတရားကိုဘုရားရှင်ကိုယ်တော်မြတ်ကြည့်ကြရောတရားကဂိဏိဗန်စံတော့ဘုရားဒီကထာနဲ့ပူဇော်တာထောက်လိုက်တော့ တင်္ကာရာကူမှာပေါ်လာတဲ့မနုဿန္တပေါ်လာတဲ့တရားတွေဝတ္တစင်စစ်အိဋ္ဌာမမြဲကြဘူး။ဝါပြည့်တိကြကုန်ပြီဆိုတော့မနုဿန္တမှာကွာတဲ့တရားတွေရှင်းရှင်းရှားနေပါနဲ့ပေါ်လာတဲ့တရားပြစ်တာကိုသာကြည့်နေပါဘောလာတဲ့တရားဘောလာပြက်တာဘောလာပြက်တာကိုကြည့်ပါလို့ဆိုရလဲဘုန်းကြီးတို့ဓမ္မတွေကမှတ်ကြပါဘုရား မယတို့တတန်နေရာလုံးကိုယူနေကြတာသင်္ခါရကိုကြိုက်လို့အနိစ္စကိုခမယတို့မမြင်ပဲနဲ့နောက်ဆုံးမိတ်ကြတော့မတွေ့ကြမင်းနဲ့တွေ့ရမနဲ့နာဘူးလားမနဲ့နာပါဘူးခဲတော့ဖြင့်လောကီဥမာနဲ့ရှင်းအောင်ပြောကြပါစို့ဆိုတော့တရားကျွေးတရားကျွေးလူပြောရေးလုပ်နေတယ်ခါတော့မှန်ပါပါဘူးလူပြောရေးတာလုပ်နေမှာဆိုတရားကျွေး ဘယ်လိုနဲ့ခွဲကြရမလဲရှိသေးတယ်ပေတော့ကားနဲ့ခွဲကြရသမီးမသမီးနဲ့ခွဲကြရမရှိပါဘူးကြီးနဲ့ခွဲကြရမရှိပါဘူးကျောင်းမနဲ့ခွဲကြရမရှိပါဘူးအခုတော့ဘယ်နဲ့ပြင်းနေတော့ဆိုတော့ဖြစ်မှုလိုရှိတဲ့တွေ့ပြမှုတွေ့ရတယ်မရှိပါဘူးနောက်ဆုံးမိတ်တနေ့ကားနဲ့ခွဲရခွဲရပါဘူးသမီးနဲ့ခွဲရပါဘူးနေကောင်းမနဲ့ခွဲရပါဘူးကိုယ်သင်္ကြန်ရလိုရှိတဲ့ပုဂ္ဂိုလ်အနိစ္စခွဲကမ်းတော့မရှိပါဘူး ဉာဏ်လို့ရပါအဲ့ဒါခင်ဗျားတို့ကသင်္ခါရကြိုက်နေလို့အနိစ္စမြေကြီးဟာအလိုလိုပေါ်လာတယ်သင်္ခါရရဲ့ရေးသုတောင်းယူနေတော့အနိစ္စနဲ့ဒီမြေကြီးကြားတယ်သဘောကျဘာနဲ့မြေကြီးကြားဘုရားသုတောင်းပြီလို့တော့ရှင်းမှပြရလေအဲ့ဒါခန္ဓာပြက်တာကိုခင်ဗျားတို့ကညံနေလိုက်ညံနေလိုက်ပါ သဘောကျဉာဏ်လိုက်တာသင်္ခါရကဖြစ်တာအနိစ္စကဖြစ်တာဆိုတော့ဒါကြောင့်ဆရာကြီးကဖြစ်တဲ့ရှုပြီသဘောကဒါရှုခိုင်းသင်္ခါရနဲ့အနိစ္စရှုခိုင်းပေါ်လာတဲ့တရားလေးသင်္ခါဝေဒနာပေါ်လာသင်္ခါရစိတ်ပေါ်လာသင်္ခါရပူရရုပ်ရုပ်ခွေးပေါ်လာတဲ့အေးရရုပ်ခွေးပေါ်လာတဲ့အေးရလေအေးအေးရလေးပေါ်ပြီးတကအေးရပြောင်းပါ ်ဘူရာကြီးပေါ်ပြီးတော့ဘူရုပ်ကြအောင်မှာပဲဒါပြန်နေကြတရားပဲလမ်းဆုံးသင်္ကာရတရားပဲလမ်းဆုံးဩဒါကြောင့်ဘုရားသခင်ဂိုရမေကြီးကအနိစ္စဝတ္တသင်္ကာရဒါကြကျပေါ်လာအဲ့ဒါမင်းတော့မသိမှလည်းငါကသိသေးရင်လည်းကွာတဲ့ရှင်စိတ်ကငါဟောကြတာကဟုတ်ပါရဲ့ဝရပါပဲ ဖြစ်ပြည့်ကြည့်ပါလေပေါ်လားဥပ္ပါဒဝေယဓမိနောဓမိသောခဏကနှစ်ခုပြောရလို့ချင်းဥပ္ပါဒနဲ့ဝေယပဲရှိတယ်ဖြစ်ပြည့်ရှိပါလေကွာဒီပါဠိကလာတာဖြစ်ပြည့်ဆိုတာပေါ်ရဒီကဲပါဠိကလာတာတကယ်ကြွရွတ်ကြည်စံမှာကအိသဝတ္တသင်္ခါရပြီးတော့ဘာဖះရချက်ဟောတော့ဥပ္ပါဒ သမီးတို့တရားတော်ကိုပြောရလို့ရှိရင်လည်းမင်းတို့ကနာဖြစ်တဲ့တရားတော်တွေငါပြောရလို့ရှိရင်ဥပ္ပါဒနဲ့ဝဲရပဲရှိတယ်။မြန်မာလူပြန်လိုက်တော့ဘယ်နဲ့ဖြစ်။ဖြစ်ပြက်ပဲရှိတယ်လေ။ယောက်ျားမင်းကမပါပါဘူးကွ။တရားဓမ္မတို့ဘာသာပါယောက်ျားမိန်းမမှန်ပါဘူးပုဂ္ဂိုလ်သတ္တဝါမှန်ပါဘူးအင်းဒါဖြင့်မနေ့ကတရားတိုင်းပဲတရားကျွေးရေသက္ကာရီပြုတ်မှန်ပါဘူးပြုတ်ပြီ တက္ကာဝိသေချာပြုပြီးမှရင်ပြုပြီတရားတော်ပြောမှာပြန်ပါရှိတယ်လေအဲပါဠိလိုတော့ဥပါဒနဲ့ဝေရမြန်မာလိုပြန်လိုက်တော့စိတ်ဓာတ်နဲ့ပြည့်တာလည်းရှိတယ်ကဲကဲကြောမှန်လားဒါပေမဲ့ဒီထဲမှာယောက်ျားတွေပါသေးလားမိန်းမတွေပါသေးလားလို့ ်မေးကြလေချင်းအခေါ်လာပါပါတဗျာရှိကြတော့ဖြစ်ဖြစ်ကြည့်ပါပဲအခေါ်ကတော့ဗျာအရှိကတော့ရှိကြတော့ဖြစ်ဖြစ်ကြည့်ပါပဲဆိုတာဖြင့်ဒီပါဠိတော်နဲ့လဲရှင်းတော့ပါတော့ခင်ဗျားတို့ဖြစ်စဉ်နဲ့လဲအမှန်မြင်လို့ရှိရင်ဖြင့်ဩတာပဲရှိပါတယ်လို့သုံးမြဲချက်ချပါတော့အဲ့တော့ခင်ဗျားတို့ခန္ဓာကိုယ်ကျုပ်တို့ခန္ဓာကိုယ်ထဲမှာဖြင့် တရားဓမ္မတို့ဖြစ်ဒုက္ခပြည့်ဒုက္ခသာရှိပါတယ်ဒီလိုရှိပြီဘုရားကရှိလို့ရှင်ဖြစ်ပြခဲအဲဒါဖြစ်တယ်ဒုက္ခပဲပဲဒါလည်းဒုက္ခပဲဒါဖြစ်နေရှိပြီခန္ဓာကိုယ်ကဘာလို့ပေါ်လာလဲဝေဒနာပေါ်လဲအင်းဖြစ်ဒုက္ခဖြစ်ဒုက္ခပဲသိက္ခာပေါ်လာလဲအဲဒီလိုရှိပြီရှိပြီရှိပြီအဲဒီလိုရှိပြီတကလားတကကြွေညဏ်ထဲမှာဖြင့်ပြစ်တာလေးပြစ်တာလေး အနိစ္စနဲ့သင်္ခါရပဲရှိတယ်ဥပါဒနဲ့ဝေယပဲရှိတယ်ဇာတကားကထပြောနေတာတကားသိဓမျိုးတွေဥပိစိတ်တော်ဖြစ်ကုန်ပြီနေဥစားနေချုပ်ကြကုန်ပြီဒါတော့ထူးသေးရဲ့လားသွားပါဘုရားပြစ်ပြီးရောက်တာပဲကွာသွားပါဘုရားဒါကတရားဓမ္မတို့အခုပြောခဲ့တာကအနိစ္စဝဒသင်္ခါရဆိုတာလေဥပက္ခဏညာဟောတာသွားပါဘုရားဥပါရဝေယဓမီနောဆိုတာလေသွားပါဘုရား ဟုတ်ပြီစိတ်တူဟာနိဥ္ဇာတိဆိုရတယ်ဖြစ်ပြည့်ကြည့်ချက်ဟောတယ်ဘုရားဗာဒိကြီးဟောပါလေဟိုးတရားဓမ္မတွေဩနေရကြရတာတို့လေကလည်းဆိုလို့ချင်းတရားကြာနေရတာကြာိုက်တဲ့အဓိကဆိုရရတာပဲအခုမရသေးတဲ့ပုဂ္ဂိုလ်လည်းရပြီဒုက္ခနာမပဲချိန်ကြည့်ပြီးဖြစ်ပြည့်တွေ့ရမလဲဒုက္ခနာပဲချိန်ကြည့်ကြည့် ်ဖြစ်ပြတွေ့တာဖြစ်ပြကဖြစ်ပြတွေ့တာကမဲဖြစ်ပြကတွေ့တာမဲကဲဒါကသိနေရကြဟောမေးလာဖြင့်ဖြစ်ပြနဲ့ဖြစ်ပြကဖြစ်ပြတွေ့တာကမဲဆိုတော့သဘောညာလေးတော့မေးလို့ရှိရင်ဖြင့်ဒီမဲဟာဝိပဿနာမဲညာဒီမဲကလည်းဆိုရဝိပဿနာမဲညာဖြစ်ပြနဲ့တွေ့တယ်မဲဒီပညာမလေးဝိပဿနာမဲညာ နိဗ္ဗာန်ဒီတရားဓမ္မတွေဘယ်မှာရှိတယ်လို့ဆိုသင်္ခါရအဆုံးအနိစ္စအဆုံးမရှိဟုတ်ပါဘူးအနိဗ္ဗာန်ပဲရှိပါမမီလေးတကကြွေကုလားကွယ်ရှိတယ်မရံပဲရှိတယ်ဩဟုတ် ုတ်ပြီတရားဓမ္မဒါပြန်သင်္ခါရနဲ့အိဋ္ဌဆိုရဖြစ်ပြမှမတွေ့သေးတဲ့ပုဂ္ဂိုလ်ဘယ်တော့မှနိဗ္ဗာန်မရမရပါဘူးသူ့တွေ့ပြီးမှဟိုဟာတွေ့ရမှန်ပါဘူးသင်္ခါရနဲ့အိဋ္ဌကိုတွေ့ပြီးလို့တော်တော်ကြာလို့သူ့ကိုယုံမောင်းလို့ဆုံးတဲ့အခါကျတော့မှအသင်္ကတနဲ့အိဋ္ဌနိဗ္ဗာန်တွေ့ပြီ။ဒါပြန်ဝိပဿနာဉာဏ်မပါဘဲနဲ့မဉဏ်မြင်တဲ့နိဗ္ဗာန်ဘယ်တော့မှမရဘူး။ဝိပဿနာဉာဏ်မြင်မှရှင်းမဲ့ ိုင်းညာနိဗ္ဗာန်မြင်တဲ့မညာဘူးမရနိုင်ဘူးဆိုတဲ့စကဲအလုံးစေဃာဓမ္မတွေပဲဆုံးခဲ့ကြည့်ကြတယ်ဖြည့်ပြည့်တွေ့တဲ့ညာဘာညာခေါ်ကြမလဲဟောတတိယဗျာပြည့်လည်းမတွေ့တော့ဘူးဗျာပြည့်လည်းမတွေ့တော့ဘူးဗျာခန္ဓာကိုယ်မရှိတော့ပါဘူးဟာတွေ့ပါဗျာဘာတွေ့နိဗ္ဗာန်တွေ့သင်္ခါရအဆုံးတွေ့အနိစ္စအဆုံးတွေ့ပါဗျာဒါပြည့်ရုပ်ကြရဃာဓမ္မတို့ နိဗ္ဗာန်ဘယ်မှာရှိတုံးလို့သူများအမေလို့ဩသင်္ခါရသုံးမှာရှိပါလေအနိစ္စသုံးဩဒါနဲ့နိဗ္ဗာန်ရှိတဲ့တရားလားမရှိတဲ့တရားလားရှိတဲ့တရားဘယ်နဲ့ကြောက်ဒီဃာရမတွေမရောက်ကြမတွေ့ကြပါလေမဆို။အိုး तू ကသင်္ခါရနဲ့အနိစ္စကိုမတွေ့သေးဘူး။မတွေ့သေးတော့သင်္ခါရအဆုံးအနိစ္စအဆုံးဆိုတဲ့ဥစ္စာလမ်းရမှာမတွေ့ဘဲနဲ့ဥပါရံလမ်းဆုံးတွေ့ချင်လို့။အဲဒါကြောင့်ဘုန်းကြီးက အားလုံးအရင်ရှာပြီးပြောရတယ်ဒကာဓမ္မတွေမှန်ပါပါဖြစ်ပြည့်တွေ့ရင်မပူနဲ့တော့ဟေးမှန်ပါပါဘာလဲဖြစ်ပြည့်တွေ့မှန်ပါပါနဲ့သင်္ခါရတွေ့ပြီးအိဋ္ဌတွေ့ပြီးမှန်ပါပါနဲ့အဲ့ဒီတိုင်းကညာကဖွဲ့လိုက်သွားမှန်ပါပါ ဖြစ်ပြပပေရှုနေပေရှုနေလို့ချင်းဖြစ်ပြတရားကြာတော့မလို့မုံလာတယ်မလို့ကျန်းလာတယ်ဆိုတော့လာအောင်ပါဘူးညာကမရင်နေဘူးလားရင်တော့သူပါဖြစ်သွားမယ်ဆုံးသွားတာသင်္ခါရလည်းဆုံးသွားတော့ဘာတွေ့တယ်အတ္တိတနိဗ္ဗာန်အနိစ္စဆုံးသွားတော့ဘာတွေ့တယ်ကဲသူတို့ဆုံးမှနေတာဗျာ နိဗ္ဗာန်တကယ်ကျယ်ပဲသင်္ခါရဤသုံးမှနေတယ်ဗျာအနိစ္စဤသုံးမှဒါဖြင့်တကယ်ဒီကုံမှလည်းကစဉ်းစားတယ်ဩဒီနှစ်ခုမှမတွေ့သေးတဲ့ပုဂ္ဂိုလ်များနိဗ္ဗာန်ဝေးပါသေးရဲ့သုံးပြချက်ရပါရဲ့လေတရားပေါ်မှာသင်္ခါရအနိစ္စမှမတွေ့သေးတဲ့ပုဂ္ဂိုလ်ဖြင့်ကတူတူပြောကြတယ်ဖြစ်ပြမှာမသိသေးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ဒါကြောင့်နိဗ္ဗာန်မရောက်ဘူးဗျာ မာရင်သုံးမဲ့ချာဖြစ်ပြမှာမတွေ့တဲ့ပုဂ္ဂိုလ်ပြင်နိဗ္ဗာန်မနဲ့လို့ရပါတော့မှာမရောက်ဘူးလို့သုံးမဲ့ချာသဘောကြခဲ့တာဖြင့်ဘုန်းကြီးကဒီရဲ့ရှိကရောဟောရာဥပဒနာညာဟောရာကမဉဏ်လို့ခင်ဗျားတို့ရွေးနေရခဲ့တာဖြင့်အနိစ္စဝါဒသင်္ခါရကိုဒါမြင်ရင်ပညာခေါ်ကြဒါကဥပ္ပါဒရေယသမီးရောတဲ့ပြည့်စုံတဲ့ပြည့်စုံမြင်ကုန်ဥပ္ပါဒရေယ ဥပ္ပိစိတ်ကနေဥဇာတိဖြစ်ပြီးရှုတာမြင်ရောဩဥပ္ပတနာညာဖြစ်ပြဟောနေတာဒီပါဠိကိုသိရပါလားသိပါပါဘူးသိတာဥပ္ပတမောစုခေါ်ဆိုတော့ဘယ်ညာပြတာသိပါပါဘူးသိကံတို့ဖြစ်ပြနှစ်ပါးလေးဥပ္ပတမောချုပ်ချင်းကုန်ခြင်းတည်းဘာချိုးရကုန်ရဖြစ်တဲ့နိဗ္ဗာန်တည်းသူခေါ် နိဗ္ဗာန်ပဲဇွာချမ်းသာအစ်စ်ပဲရှင်းမလားဒါပြန်နောက်ပါလေးကနိဗ္ဗာန်ပြအရာသုံးခုပါလေးကဥပဒနာညာပြဒါပြန်ဝိပဿနာရှိမှနိဗ္ဗာန်ရမယ်ဥပဒနာမရှိရင်ဆိုတာဘုန်းကြီးကပြောတာလားဘုရားကဟောတာလားသိကြပါလား ပဒနာညာရှေ့သွားလို့ရှိရင်မဲ့ညာဆိုတဲ့နိဗ္ဗာန်မြင်တဲ့မဲ့ညာဧကံရပါတယ်။ဒါကြွသေးကြလား။ကဲပါလေယနေ့ဒီရင်တော်ကြပါ။